ားလုံးပဲမင်္ဂလာပါအာဆင်နယ် DNA ကျူးချင်နေရတဲ့အားလုံးကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အာဆင်နယ်တင်းဟာဒီဈေးကွက်မှာကျွန်တော်တို့ဂိုးသမားအရန်တယောက်ကိုခေါ်လိုက်ဖြစ်ပါတယ်ဒီကစားသမားတော့ keeper ပဲဖြစ်ပါတယ် keeper ကသူ့ရဲ့ကစားသမားဘောတော်တော်လေးကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းသားနိုင်ခဲ့တယ်အဲကြောင့်သူ့ကိုချက်စီးတင်းရ record ကြည့်ပြီးတော့ကစားသမားကိုခေါ်ခဲ့တယ်ပေါ့ဗျာဒါပေမဲ့ချက်စီးတင်းမှာသူတိတ်စင်မပြေဘူး flow ဖြစ်သွားခဲ့တယ်သို့တော့ဒီကစားသမားအဲ့ရနေပြီသူအငားနေအများကြီးထွက်ကစားခဲ့ရတယ် နောက်ဆုံး Real Madrid ထိအောင်သူကစားခဲ့ဘူးတယ်နော်ဒီကစားသမားကပြီးတော့နောက်နောက်ဆုံးသူဘုံမောက်မှာသူကစားခဲ့တယ်ပေါ့ဘုံမောက်မှာသူကပွဲထွက်32ပွဲကစားခဲ့တယ် clean sheet 10ပွဲတောင်ရရှိခဲ့တယ်ဗျာဒီကျွန်တော်တင် brother အရန်ကိုခေါ်တယ်ဒီကစားသမားအရင်တော့အရန် protection ရှိခဲ့တဲ့ကစားသမားဒါကြောင့် Chelsea ကလည်းကြီးကြီးကြီးပေးပြီးခေါ်ခဲ့တဲ့ကစားသမား ဆိုတော့တချို့အာဆင်နယ်ဖန်တွေကဟာချက်စီးကြဝယ်ပြန်ပြီလုတ်ပြန်ပြီချက်စီးကြဝယ်ပြန်ပြီသူတို့ကစတာလင်တို့ကိုင်းဟာဘတ်တို့မာတွေကနည်းနည်းလေး trauma ရနေကြတယ်ဗျာသို့တော်ဒီဒီနေရာကတိတ်မတူဘောတခြားနေရာနဲ့ရှင်းမယ်ဆိုရင်ဒါကုသမလည်းဖြစ်တယ်ပြီးတော့ဒီကောင်ပွဲထွက်ကစားသမားအဖြစ်ထားမှလည်းမဟုတ်ဘူးအရန်ဖြစ်ထားမှအရန်ဖြစ်ထားမှပြီးတော့ကစားသမားအသက်ကလည်းအသက်30အသက်30ဆိုတော့ကုသမတယောက်ရဲ့အကောင်းဆုံးအချိန်ပေါ့ဗျာပြောရမယ်ဆိုရင် तू तू အတွေ့အကြုံတွေအများကြီးစုပြီးတော့နောက်ဆုံး တင်မှာအရန်တည်ငြိမ်နေတဲ့လက်ဆွမ်းကိုပြတ်တိုက်ရမယ်အချိန်ပေါ့ဒီရာရာမရှိတဲ့နောက်မှာဒီကောင်းကိုအရန်ကိုသန်းသမားအဖြစ်ခေါ်တယ်အစနေအတင်းကကျွန်တော်တို့နောက်ရသည်မှာဖလားတတော်မမြအောင်တိမ့်ပိုက်ခြင်းနဲ့သူရသည်မဖလားတိုင်းတိမ့်ပိုက်ခြင်းနဲ့အဲ့ဒီအတွက်သူကစားသမားကောင်းတွေကိုတေချာလေးရှာဖွေရဲတေချာလေးခေါ်တယ်ကိုသမားခီပါရောက်လာတာကျွန်တော်မျှော်လင့်နေတဲ့အပြောင်းရွှေ့တော့မဟုတ်ပါဘူးဗျာကျွန်တော်မျှော်လင့်နေတာကဘီဂျာမင်ဆက်စကို ်ပီတာယော့ဂတ်စ်ပြီးွားရင်ရိုဒီโกနီโกဝီလီယံကဲဘယ်သူရောက်မလဲဆိုပြီးကျွန်တော်တို့ကတိုက်စစ်ကိုအရန်မျောနေနေကြရတယ်အဲ့လိုတိုက်စစ်ကိုမျောနေနေကြတဲ့မှာကိုသမားရောက်လာတဲ့အတွက်တိတ်ပြီးတော့မပျော်ကြဘူးပေါ့နော် ပြီးတော့ပြီးတော့ချက်စီးတင်းရင်ကစားသမားဟောင်းလည်းဖြစ်တော့တိတ်ပြီးတော့တိတ်ပြီးတချို့ fan တွေဆိုတိတ်မကြိုက်ကြဘူးပေါ့ဗျာဒါပေမဲ့တိတ်လည်းမစိုးရင်ကြပါနဲ့ဘောင်းလဲဆိုတော့ဒီကစားသမားအသက်30ဖြစ်နေပြီသူ့မှာအတွေ့အကြုံလည်းတော်တော်များများကိုရှိနေပြီဗျာပြီးတော့ ရာရာကိုလည်းအကောင်းဆုံးဖီအားပေးနိုင်မယ်လို့ထင်တယ်။မနစ်ကကိုသမားလိုမျိုးပဲရာရာနဲ့အရင်လက်ဆန်းကာဟာနီယာမဟုတ်ဘဲနဲ့ဒီကောင်ကစွပါကီပါအနေနဲ့လည်းကစားနိုင်တယ်ဆိုတော့ဒီကစားသမားကကျွန်တော်တို့အာဆင်နယ်အတွင်းနဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အမှတ်ခံပါတယ်။ကဲကျွန်တော်တို့ now transfer ကြီးကဘာတွေဆက်ဖြစ်မလဲဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြအောင်။ ဒီနေ့ကတော့ဒါ keyboard ရောက်လာတဲ့အနေနဲ့ကျွန်တော် short video လေးလုပ်ပြီးတင်လိုက်တာဗျာကျွန်တော် page မှာလည်း video တွေမတင်ပြတာလည်းကြာနေပြီဆိုတော့ကျွန်တော်ဒါဟိုကစားသမားတဲ့ရောက်လာတဲ့အတွက်ကျွန်တော်ကြိုဆိုရဲ့အနေနဲ့ကျွန်တော်တင်လိုက်တာဖြစ်ပါတယ်ပြီးတော့မနေ့ရပဲကျွန်တော်တို့ခန်းစည်းကြောက်ဆောင်ဖြစ်တဲ့ Gabriel Magahi ရာလည်းစာချုပ်တန်းတိုးသွားပြီကဲကျွန်တော်တော့နောက်ရက်တွေနောက်ရက်တွေမှာဒီထပ်ပိုကောင်းတဲ့တည်င်းနေပိုလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့အရန်လေမင်းရှင်မျှော်လင့်ခဲ့ရတဲ့ Superman ကြီး Superman ကြီးကလည်း तू final ကို portuguese နဲ့ကစားမယ်အဲ့ပွဲပြီးသွားရင်တော့ तू စာချုပ်ကိစ္စတွေကိုကြော်ညာမယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့စောင့်မျှော်ကြည့်တဲ့ကြအောင်ဒီကြားထဲမှာလည်းကျွန်တော် benjamin sansco နဲ့ဆွေးနွေးနေတယ်ဆွေးနွေးတာလည်းကစားသမားနဲ့တိုက်ရိုက်ဆွေးနွေးနေရတယ်ပြီးတော့ကစားသမားကိုသူနိုင်ငံတကာခြေစွမ်းပွဲတော်မလွတ်ဘူးအဲ့ agent နဲ့ကစားသမားနဲ့လည်းဆွေးနွေးတယ်ကစားသမားရဲ့ agent ဖြစ်သူနဲ့ဆွေးနွေးတယ်ကစားသမားနဲ့တိုက်ရိုက်ဆွေးနွေးရဆိုတော့ဒီကြားထဲမှာအပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေအများကြီးမြင်နေရပြီး တချို့ဆိုရင်တချို့အာဆင်နယ်ဖန်ဆိုဘယ်လိုလဲယုံကြည်ကြလဲဆိုတာဘီဂျမင်ဆန်စုကိုလုံးဝရောက်ပြီဆိုပြီးတော့ယုံကြည်နေကြပြီကဲဒီအပြောင်းရွှေ့တွေထပ်ပြီးတော့ဒါပေမဲ့လည်းကျွန်တော်အာဆင်နယ်ဖန်တွေကလည်း trauma ရှိရပေါ့အာဆင်ငါလက်ထက်မှာဘာ trauma ရှိလဲဆိုဂျာစီဂိုင်မယုံမယ်လို့ဘာလို့ညာလို့ပေါ့ဗျာတကယ်လေအရင်တော့ကျွန်တော်တို့နီးစက်ခဲ့ဘူးလေဖန်စီမှာတော့မို့ကျွန်တော်တို့ကဲစောင့်ကြည့်လိုက်ကြအောင်ဒီအပြောင်းရွှေ့မှာဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်လည်းသူစောင့်ကြည့်လိုက်ကြအောင်ခင်ဗျာကဲနောက်ဗီဒီယိုမှာပြန်တွေ့ရှိမယ် စားမတစ်တွေရောက်လာရောက်လာကျွန်တော်တင်ပေးပါမယ်။ See you guys.